ဒီနေ့ ASS ပါတယ်စကားစုလေးတွေလေ့လာကြအောင်နော် Asworus သူ့ရဲ့အတိတ်ပဲကဘာယောဘာယောအဲ့လိုမျိုးပေါ့နော်ဘာယောဘာယောတခုခုပေါ့နော်ဘာယောဘာယောခုပမာသူကအင်္ဂလိပ်စကားရောတရုတ်စကားရောပြောတတ်တယ်အဲ့ဆိုရင် he speaks english as well as chinese သူကအင်္ဂလိပ်စကားရော တရုပ်စကားရောပြောတတ်တယ်အဲ့လိုမျိုးပေါ့နော်ဘာရောဘာရောဆိုရင် as well as ဟုတ်ပြီ as soon as as soon as အတိတ်ပဲကျတော့သူကတခုခုဖြစ်လင်ဖြစ်ချင်းအဲ့လိုတဲ့ပဲမျိုးဖြစ်လင်ဖြစ်ချင်းဥပမာမင်းရောက်ရင်ရောက်ချင်းမင်းရောက်ရင်ရောက်ရင်ရောက်ချင်းငါစီကိုဖုန်းဆက်လိုက်ပါ please call me as soon as you arrive မင်းရောက်ရင်ရောက်ချင်းငါချီကိုဖုန်းဆက်ပါအဲ့လိုမျိုးနော် please call me as soon as you arrive အဲ့ဒါ as soon as ကဖြစ်ရင်ဖြစ်ချင်းတခုခုဖြစ်ရင်ဖြစ်ချင်းတခုခုဖြစ်ရင်ဖြစ်ချင်း as far as သူကကြတော့အဲတခုခုရတဲ့လောက်တော့ဘာဖြစ်ရတဲ့လောက်တော့ရတဲ့လောက်တော့အဲ့လိုတိတ်ပဲမျိုးဥပမာကျွန်တော်တည်ရတဲ့လောက်တော့ as far as i know the meeting starts at 10 a.m. လာငါတိရတဲ့လောက်တော့အစီအွေက10နိုင်မနက်10နိုင်မှစမယ်ပေါ့နော်မနက်10နိုင်စရတယ်ပေါ့နော်ဟုတ်ပြီနောက်ခု as long as သူ့ရဲ့အဓိပ္ပာယ်တမယကာလပတ်လုံးတမယကာလပတ်လုံးအဲ့လိုအဓိပ္ပာယ်မျိုးမြန်မာလို့ဆိုရင် as long as မင်းဒီမှာနေတမယကာလပတ်လုံးမင်းလုံခြုံနေ you will be safe as long as you stay here မင်းဒီမှာနေသမျှပါကလာပဲလို့မင်းလုံခြုံနေဘေကင်းနေပေါ့နော်ဟုတ်ပြီ as if as if ရတဲ့ရတကခုဟလာမဟုတ်တာဟုတ်တယ်လို့မျိုးဒီလိုမျိုးပေါ့နော်တကခုမဟုတ်တာဟုတ်တယ်လို့မျိုးအဲ့လိုအဓိပ္ပာယ်မျိုးပြော as if အဲသူကအရာအားလုံးကိုသိတယ်လို့မျိုးပြောတယ်ပေါ့အဲဆိုရင် he talks as if he knows everything तू อ่ะอย่าอารมณ์กูตีซะโหลမျိုး तू ပြောတကယ်တော့ तू ဘာမှမသိ actually he doesn't know anything အဲ့လိုမျိုးเนาะ as if တလိုမျိုး as adjective as ဒါကြတော့ तू နှစ်ခုနှိုင်းရှင်တာပေါ့เนาะအဲလောက်လို့အဓိပ္ပာယ်ရတယ်ဟလာနှစ်ခုနှိုင်းရှင်တာဥပမာ I am as tall as my brother ကျွန်တော်ကကျွန်တော်ကိုလောက်ရရှိတယ် as adjective as လောက် s နောက်က noun အနေနဲ့လိုက်တယ်ဆိုတော့ s ကိုသူက preposition အနေနဲ့တောင်းတာ preposition အနေနဲ့တောင်းရင် s ကိုအနေနဲ့လို့ပါလာပြန်တယ်အနေနဲ့ I'm walking as a teacher ကျွန်တော်ဆရာတယောက်အနေနဲ့အလုံးလုံးနေ I'm walking as a teacher s နောက်က subject verb လိုက်တယ်ဆိုရင်ဒီ s ကိုဘာအနေနဲ့တောင်းလဲဆိုရင် conjunction အနေနဲ့တောင်းတယ်ဘာနဲ့တူလဲဆိုရင် because နဲ့တူတယ်သောကြောင့်ပေါ့နော်ပမာလို့ဆိုရင်သောကြောင့် ဥပမာ I didn't go to school yesterday because I was sick because niama as don le yai no I didn't go to school yesterday as I was sick as I was sick I didn't go to school yesterday ကျွန်တော်ဖြားနေတော့ကြောင့်မနေ့ကကျွန်တော်ကြောင်းမသွားခဲ့ဘူးအဲဒီနေ့ဒီ conjunctions လေးတွေအကြောင်းလေ့လာကြအောင်နော်ဟုတ်ပြီပထမတစ်ခုကဘာလဲဆိုရင် even though သူက although နဲ့အတူတူပဲအဓိပ္ပာယ် ဗမာလို့ဆိုရင်ဒေါ်လဲပေါ့နော်မိုးရွာနေခဲ့တော်လဲကျွန်တော်တို့အဲလမ်းလျှောက်ထွက်ခဲ့တယ်ပေါ့နော်အဲ့ဆိုရင် even though it was raining we went for a walk အဲမိုးရွာနေတော်လဲကျွန်တော်တို့လမ်းလျှောက်ထွက်ခဲ့တယ်ပေါ့နော် even though ဒေါ်လဲ in case အဲတော်လဲ conjunction ပဲနော် conjunction ဆိုတဲ့အတွက်ကြောင့်မလို့သူ့ရဲ့နောက်က subject verb လိုက်တယ်ပေါ့နော် in case ဆိုရင်ဗမာလို့ solo တခုခုဖြစ်မှာဆိုလို့အဲ့လိုအတိတ်ပဲမျိုးဆိုလို့လို့အတိတ်ပဲရတယ်အဲမိုးရွာမှာဆိုလို့ထီယူသွား take an umbrella in case it rains မိုးရွာမှာဆိုလို့ထီယူသွားဟာလား in case ရဲ့အတိတ်ပဲကဆိုလို့ဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုရင် so that သူ့ရဲ့အတိတ်ပဲကတခုခုဖြစ်အောင်လို့လို့အတိတ်ပဲရတယ်နော်တခုခုဖြစ်အောင်လို့ဥပမာကျွန်တော်စကားကိုဖြည်းဖြည်းပြောခဲ့တယ်အဲသူတို့ ကျွန်တော်ပြောတာကိုနားလည်နိုင်အောင်လို့သူတို့ကျွန်တော်ပြောတာကိုနားလည်နိုင်အောင်လို့ကျွန်တော်စကားကိုဖြည်းဖြည်းပြောခဲ့တယ် I spoke slowly so that they could understand me အလိုပြောလို့ရရနော်ဟုတ်ပြီနောက်တစ်ခုကကျတော့ as if as if ကကျတော့ဟလာဒီလိုမျိုးအဲ့လိုတိပဲရဒီလိုမျိုးသူကအရာအားလုံးကိုသိဒီလိုမျိုးသူစကားပြောတယ်အဲ့ဆိုရင် he talks as if he knows everything ဟလာသူကအရာအားလုံးကိုသိဒီလိုမျိုးသူစကားပြောတယ် unless unless ကကြတော့မလှရင်လို့အဓိပ္ပာယ်ရတယ်။ဆိုတော့ if not နဲ့တူရင်နော်မလှရင်မင်းစာမစူးစားဘူးဆိုရင်မင်းစာမဝဲအောင်မှာမဟုတ်ဘူး။အဲ့ဆိုရင် unless you study hard you won't pass the exam ။လာမင်းစာမစူးစားဆိုရင်မင်းစာမဝဲအောင်မှာမဟုတ်ဘူး။နောက်တစ်ခု as long as as long as ကကြတော့တမယကာလပတ်လုံးအဲ့လိုအဓိပ္ပာယ်ရတယ်နော်။တမယကာလပတ်လုံးဥပမာ မင်းငိမ့်နေတငိမ့်ငိမ့်နေတမြကာလာပတ်လုံးမင်းဒီမှာနေလို့ရတယ် you can stay here as long as you keep quiet မင်းငိမ့်ငိမ့်နေတမြကာလာပတ်လုံးမင်းဒီမှာနေလို့ရတယ် as soon as ကကြတော့ဖြစ်လင်ဖြစ်ချင်းအဲ့လိုတွေပဲရရနော်ဖြစ်လင်ဖြစ်ချင်းမင်းရောက်ရောက်ရောက်လင်ရောက်ချင်းရောက်ရောက်ချင်းမင်းရောက်လင်ရောက်ချင်းငါရှိကိုဖုန်းဆက်ပါ please call me as soon as you arrive အမင်း ရောက်လင်ရောက်ချင်းကစီကိုဖုံးဆက်ပါနောက်တစ်ခုကကြတော့ until ကကြတော့သူကအထီထီအောင်တိုင်အောင်ထီအောင်တိုင်အောင်အဲ့လိုအဓိပ္ပာယ်မျိုးနော်အထီထီအောင်တိုင်အောင်မင်းပြန်လာဒီအထီငါဒီမှာစောင့်နေမယ်အဲ့ဆိုရင် I will wait here until you come back ဟလာမင်းပြန်လာတဲ့အချိန်ထိမင်းပြန်လာတဲ့ထိငါဒီမှာစောင့်နေမယ်နောက်တစ်ခွက်ကြောင့် whenever whenever ဆိုတာအခါတိုင်းအခါတိုင်းလို့အဓိပ္ပာယ်ရတယ်နော် whenever ကျွန်တော်သူ့ကိုတွေ့တဲ့အခါတိုင်းသူပြုံးနေတယ် whenever i see him he is smiling သူ့ကိုတွေ့တဲ့အခါတိုင်းသူပြုံးနေတယ်အဲ့ဆိုရင်အခါတိုင်းနောက်တစ်ခု since since ကကြောင့် ass နဲ့တူတယ်ဒီညမှာဒေါ်ကြောင့်တခုခုဖြစ်တော့ကြောင့်အဲ့လိုတိတ်ပဲမျိုးเนาะကျွန်တော်ဖြားနေတော့ကြောင့်ကျွန်တော်ကြောင်းမသွားခဲ့ဘူး since i was sick i didn't go to school လာကျွန်တော်ဖြားနေတော့ကြောင့်ကျွန်တော်ကြောင်းမသွားခဲ့အဲနားလည်းမို့ထင်ပါရဲ့เนาะဟုတ်ပြီဒါလေးတွေကိုဒီခွင့်ချင်းရှင်းလေးတွေကိုတုံးပြီးတော့နောက်ထပ်ကိုပိုင်ဝဲကြလေးတွေ comment မှာရေးကြည့်ပါအောင်เนาะ ီဗီလည်းအကျိုးရှိမယ်လို့ထင်ပါတယ်အကျိုးရှိရဆိုရင်လည်း yes လို့မှတ်ခဲ့ပြီပါနော်ဒီနေ့တော့လောက်ပါပဲ that's all for thanks watching bye bye